မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဖေဖော်ဝါရီလ9ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းဆိုရကမြန်မာနိုင်ငံဘက်အချမ်းတာချီလိုက်ဖျားသုံးစုနဲ့မြောက်ရီဘက်ကိုပေးထားတဲ့လျှက်စစ်မီလိုင်းများကိုဒီကနေ့မနက်ပိုင်းမှာစတင်ဖြတ်တောက်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မီးတွေအကုန်ပြတ်သွားပါပြီမီးစက်နဲ့လောင်စာဆီတွေလည်းဝယ်လို့မရတော့ဘူးဆိုလာမီးပြားတွေလည်းဝယ်မရတော့ဘူးအကုန်လုံးဝရုံးသုံးကားတွေဖြစ်ကုန်တာပဲလို့ ဖျားတုံးစုကဒေသခံပြည်သူတို့ကပြောပြထားပါဗျ။ကြားဖြန့် online ငွေလိမ်ခိုင်းများအခြေစိုက်ရာမြဝတီမြို့နယ်မှာလည်းဒီကနေ့မနက်8:40မိနစ်အချိန်ပတ်ဝန်းကျင်မှာလျှက်စက်မီးများပြတ်တောက်သွားပြီဖြစ်တယ်လို့သိရပါဗျ။မီးတွေမရတော့ပါဘူး။ internet line တွေပါပိတ်ကုန်ပြီးအစိုးဆုံးကတော့ရေတင်လို့မရတော့ဘူး။ရေပါပြတ်မဲ့ကိမ်းမယ်လို့မြဝတီဒေသခံတအုပ်ကပြောပါဗျ။ထိုင်းမြန်မာနယ်စပ်တလျှောက်မှာပြန့်နှံ့နေတဲ့တရုတ်ကြားဖြတ် online ငွေလိမ်ရာဇဝတ်ဂိုင်းများကိုနှိမ်နှင်းရန်စ조사မှုအဖြစ်နဲ့မြန်မာနိုင်ငံကိုလျှက်စက်ဆက်သွယ်ရေးကွန်ရက်နဲ့လောင်စာဆီတင်ပို့မှုများကို ီကနေ့ဖေဖော်ဝါရီလ9ရက်နေ့ကစတင်ပြီးတော့ထိုင်းအစိုးရကရက်ဆိုင်လိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။ထိုင်းအစိုးရကထိုင်းမြန်မာနယ်စပ်ဖျားတုံးစုတာချီလိပ်ညဝရီမျိုးတို့ကိုတွေ့တန်းထားတဲ့ထိုင်းလျက်စစ်မီးများကိုဖျက်တော့လိုက်ရမှာတာချီလိပ်မျိုးဟာလာအိုနိုင်ငံဘက်ကမီးရရှိနိုင်တဲ့နေရာတချို့တော့ကြံရှိနေသေးတယ်လို့ထိုင်းသတင်းများကဖော်ပြနေကြပါတယ်။တရုတ်အစိုးရကထိုင်းမြန်မာနယ်စပ်မြန်မာဘက်အချမ်းမှရှိတဲ့ကြားဖြန့် online ငွေလိမ်ဂိုင်းများကိုနှိမ်နှင်းရန်အတွက်ထိုင်းအစိုးရအပါအဝင် ဒေတာတွင်းမှာရှိတဲ့နိုင်ငံများနဲ့ပူးပေါင်းဆောင်ရွက်မှုများလှုပ်ဆောင်လာပြီးတဲ့နောက်ထိုင်းဆိုရကအခုလိုမျိုးပြင်းထန်တဲ့အရေးယူမှုများကိုတဆင်ချင်းဆောင်ရွက်လာခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းအုပ်ဖို့မြို့မှာစစ်မှုထမ်းရန်အမျိုးသားများနဲ့အမျိုးသမီးများရဲ့စရဲများကိုလိုက်လံကောက်ခံနေတဲ့မြို့မှာရက်ွက်အုပ်ချုပ်ရေးမှုရုံးကိုဖောက်ခွဲတိုက်ခတ်ရာအုပ်ချုပ်ရေးမှုနဲ့ရုံးစရဲတို့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ကောက်ခံထားတဲ့စစ်မှုထမ်းအမျိုးစရဲစာရွက်များအလုံးပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီကနေ့ဖေဖော်ဝါရီလ9ရက်နေ့မနက်4:25မိနစ်ခန့်မှာအုတ်ဖုံမြို့မှာစစ်မှုထမ်းရန်အမျိုးသားများနဲ့အမျိုးသမီးများရဲ့စည်ရဲများကိုလိုက်လံကောက်ခံနေတဲ့အုတ်ချုပ်ရဲမှုစည်ရဲနဲ့ရဲများနေထိုင်တဲ့မြို့နယ်ရဲစခန်းအနီးမှာရှိတဲ့မြို့မှာရက်ကွက်အုတ်ချုပ်ရဲမှုရုံးကိုတရားဝရီခရိုင်တပ်ရင်း383ရဲနဲ့တပ်ခွဲလေးမြေအောက်ပျောက်ကြားတပ်ဖွဲ့ကရဲဘော်များကအဝေးထိန်ဘုံနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီဖောက်ခွဲတိုက်ခိုက်မှုအတွင်းမှာအုတ်ချုပ်ရေးမှုနဲ့ရုံစရေတို့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ရုံအတွင်းမှာရှိတဲ့စစ်မှုထမ်းရန်ပြုစုထားတဲ့အမျိုးသားအမျိုးသမီးများရဲ့ဆယင်းများပါတဲ့စာရွက်စာတမ်းများအပါအဝင်ရုံအတွင်းမှာရှိတဲ့စာရွက်စာတမ်းတွေအလုံးပျက်စီးသွားတယ်လို့သိရပါတယ်။ရဲစခန်းသားကမြို့မှာအုတ်ကြီးရုံကိုဒီနေ့မနက်4:25မိနစ်မှာဘုံခွဲတိုက်ခိုက်ခဲ့ပါတယ်။အုတ်ကြီးနဲ့ရုံစရေတို့ဒဏ်ရာရတယ်စစ်မှုထမ်းရမယ့်အမည်စရင်တွေအပါအဝင်ရုံထဲမှာရှိတဲ့ဆယင်းတွေအကုန်ပျက်စီးသွားတယ်။ ဒီယုံမာကစစ်ခွေးတွေကလည်းညဘက်အိတ်တာရှိတယ်လုံကြုံရေးတေးကြထားလို့ပျက်စီးမှုအသေးစိတ်ကိုတော့မသိရသေးဘူးလို့တာယာဝရီခရိုင် PDF ကတာဝန်ရှိသူကပြောပြထားပါတယ်တာယာဝရီခရိုင်တရင်383ညနဲ့တက်ခွဲလေးမြေအောက်ပြောက်ကြတက်ဖွဲ့အနေနဲ့ပြည်သူများနဲ့တော်လိုင်းတက်ဖွဲ့များကိုဒုက္ခပေးနေကြတဲ့စစ်တပ်နဲ့စစ်တပ်ထောက်တိုင်များကိုတိုက်ခိုက်သွားမှာဖြစ်တဲ့အတွက်ပြည်သူများအနေနဲ့၎င်းတို့အနီးမှာတွာလာနေထိုင်ခြင်းမျိုးမပြုလုပ်ကြရန်အတိပေးပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အေယာဝတီတိုင်းမြောင်းမြမြို့နယ်မှာစစ်မှုထမ်းခြေအတင်းအဓမ္မကောက်ခံနေတဲ့ကျွန်းထက်ရွာအုပ်ချုပ်ရေးမှုဝင်းဦးစစ်ရေးတန်းနိုင်တဲ့နေထင်းရဲတို့ကိုအမည်မသိတဲ့လူတစုကဝိုင်းဝန်းရိုက်နှက်မှုဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဖေဖော်ဝါရီလ၁ရက်နေ့မှာကျွန်းထက်ခြေရွာအတွင်စစ်မှုထမ်းခြေကောက်ရွာမှာရန်ဆိုင်စွာပြောဆိုဆက်ဆံတတ်တဲ့အုပ်ချုပ်ရေးမှုဝင်းဦးဟာဆိုင်ကယ်နဲ့ ခေါင်းကြီးမြောင်းမြလမ်းအတိုင်းသွာလာနေတဲ့အချိန်အမည်မသိတဲ့လူတစုကဝိုင်းဝန်းရိုက်နှက်ခဲ့ကြတယ်လို့သိရပါတယ်။အုတ်ချုပ်ရေးမှုဝင်းဦးဟာကြေးရွာအထွေးမှာလာစဉ်စစ်မှုထမ်းကြီးတအိမ်ကိုငွေကျပ်၈000ကောက်ခံနေသူဖြစ်ပြီးတော့စစ်မှုထမ်းကြီးများကိုလည်း၎င်းရဲ့နေအိမ်မှာတွားရောက်ပြီးတော့ပေးပို့ရတယ်လို့သိရပါတယ်။စားအုံးစီထုတ်ပေးရမှာလဲအုတ်ချုပ်ရေးမှုရဲ့မိန်းမဖြစ်သူငန်းထေးကအပြည့်ဝမပေးဘဲပြည်သူများကိုဖိနှိပ်နေတယ်လို့ပြောပါတယ်။အဲ့ဒီနေအိမ်မှာစစ်မှုထမ်းအရွယ်တတ်မှတ်တဲ့တားဖြစ်သူတွေရှိတော့လဲ စစ်မှုထမ်းစည်ရင်ထဲမှာထည့်သွင်းထားခြင်းမရှိဘူးလို့သိရပါတယ်စစ်မှုထမ်းကိစ္စနဲ့ပတ်စံကောက်ရမှာရိုင်းဆိုင်စွာပြောဆိုဆက်ဆံတတ်တဲ့အုပ်ကြီးဝင်းဦးစိုက်ကဲနဲ့တွားနေတော့ဒေါင်ကြီးမြောင်းမြတွားတဲ့လမ်းပိုင်းတနေရာမှာလူတစုကညံ့နေပိုင်းအချိန်အဝိတ်တွေအုပ်ပြီးတော့ရိုက်နှက်ကြတာအဲ့ဒီရိုက်နှက်မှုဖြစ်ပွားပြီးနောက်ရက်မှာပဲအရက်ရောင်းတဲ့အုပ်ကြီးဝင်းဦးရဲ့အိမ်ကိုလာပြီးတော့အရက်လာဝယ်တဲ့လူငယ်တအုပ်ကိုလည်းသူတို့ကိုရိုက်နှက်တဲ့ဒူတွေပါဆိုပြီးတော့ဆွဆွဲပြီး သူ့သားတမတ်နဲ့မိမတို့ကဝိုင်းဝန်းပြီးတော့ထိုးချိတ်ခဲ့ကြသေးတယ်လို့ဒေသခံပြည်သူတို့ကပြန်လည်ပြောပြထားပါတယ်။ဒါအပြင်မြောင်းမြမြို့နယ်မှာအတင်းအဓမ္မစစ်မှုထမ်းခြေကောက်ခံရမှာပါဝင်နေတဲ့ရမနိုင်တိုက်နယ်ရဲစခန်းကနေထင်းရဲရဲကုန်နဲ့ရောက်ဖဖြစ်သူကျွန်းထိတ်ခြေရွာကထွေအုပ်စရဲတန်းနိုင်တို့ဟာစိုင်းကဲနဲ့ထင်းမုံစုခြေရွာကနေချောင်းပြဲကြီးခြေရွာကိုပြန်လာတဲ့အချိန်လန်ဒန်နေရာမှာလူတစုကထပ်မံပြီးတော့ဝိုင်းဝန်းရိုက်နှက်ခဲ့ကြတယ်လို့သိရပါတယ်။အဲ့ဒီဝိုင်းဝန်းရိုက်နှက်မှုအတွင်းမှာနေထင်းရဲရဲကုန်နဲ့ရောက်ဖဖြစ်သူထွေအုပ်စရဲတန်းနိုင်တို့ရဲ့မျက်နှာနဲ့ခေါင်းတို့ 吗？ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ဆိုင်ကယ်ကို ထားပြီးတော့ထွက်ပြေးသွားကြတယ်လို့သိရပါတယ်။ရမနိုင်တိုက်နယ်ရဲစခန်းကနေထင်းရဲရဲကိုနဲ့ရောက်ဖတော်ဆက်သူကျွန်းထိတ်ကြီးရွာထွေအုပ်စရေးတန်းနိုင်တို့နှစ်ဦးဆိုင်ကယ်နဲ့ထင်းမုံစုကြီးရွာကနေပြီးတော့ချောင်းပြဲကြီးကြီးရွာဘက်ကိုပြန်လာတော့လမ်းတန်နေရာမှာလူငယ်တစုကဝိုင်းရိုက်လို့မျက်နာနဲ့ခေါင်းတွေမှာထိခိုက်ဒဏ်ရာရပြီးဆိုင်ကယ်ကိုထားပြီးထွက်ပြေးသွားတယ်လို့သိရတယ်လို့ဒေသတွင်းသတင်းရင်းမြစ်ကပြန်လည်ပြောပြထားပါတယ်။မြောင်းများမြို့အတွင်းမှာရှိတဲ့အုပ်ချုပ်ရေးမှူးများနဲ့ရဲများအနေနဲ့နေအိမ်ကနေအပြင်ကိုထွက်ခွာရမှာတအူးတဲ့တွာလာခြင်းမပြုတ်လို့ရတယ်။ အုပ်စုဖွဲ့ပြီးတော့သွာလာကြရန်အကြမ်းဖက်စစ်တပ်ကညွှန်ကြားထားကြောင်းသတင်းရရှိပါရခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းပလောမြို့နယ်ပလောမြို့မှာလူငယ်များကိုစစ်မှုထမ်းအဖြစ်နဲ့အတင်းအဓမ္မသွတ်သွင်းနေတဲ့သူအုတ်ချုပ်ရေးမှုဗကြီတန်းဝင်းကိုပြစ်ခတ်ရှင်းလင်းခဲ့အောင်နေရာမှာတွင်ပွဲချင်းပြီးတိုက်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဖေဖော်ဝါရီလ၄ရက်နေ့ည၈နာရီခွဲအချိန်ကအကြမ်းဖက်စစ်ကောင်စီကခန့်အပ်ထားတဲ့ပလောမြို့အမှတ်၅ရပ်ကွက်ရဲ့အုတ်ချုပ်ရေးမှုဖြစ်သူဗကြီတန်းဝင်းကိုတော်လိုက်တပ်ဖွဲ့များကသူ့ရဲ့မျိုးရင်းနေအိမ်ထဲအထိကိုဝင်ရောက်ပြီးတော့ပြစ်ခတ်ရှင်းလင်းခဲ့ရာနေရာမှာတွင်ပွဲချင်းပြီးတိုက်ဆုံသွားတယ်လို့သိရပါဗျ။ပစ္စည်းတွေတိမ်းမိတာမျိုးတော့မရှိပါဘူး။ သူကပကြီးဆွဲတဲ့သူဟုတ်ပါတယ်မျိုးတဲအထီကိုဝင်ရှင်းခဲ့တာပါထပ်ဖြည့်ပြီးတော့ပြောချင်တာကတော့တခြားအုပ်ချုပ်ရေးမှုတွေအနေနဲ့စစ်မှုထမ်းတွေကိုအတင်းအဓမ္မအခုလိုမျိုးစူးစောင်းနေအောင်မယ်ဆိုရင်သူ့လိုပဲအဆုံးတက်ရမယ်လို့ပြောချင်ပါတယ်လို့ ဘိတ်ခရိုင်အမှတ်တရင် Plot People's Defense Force အဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်သိဆုံးသွားတယ်ဗကြီးတန်းဝဲဟာအကြမ်းဖက်စစ်ကောင်စီကနိုင်ငံတော်ကိုပုံကန်ပြီးတော့နိုင်ငံအာဏာကိုလုယူပြီးတဲ့နောက်ပလောမျိုးအမှတ်၅ရပ်ကွက်ရဲ့အုပ်ချုပ်ရေးမှုအဖြစ်နဲ့ခန့်အပ်ချင်းခံရသူဖြစ်တယ်လို့သိရပါတယ်၎င်းဟာအကြမ်းဖက်စစ်ကောင်စီကပြည်သူ့စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးတဲ့နောက်စစ်ကောင်စီရဲ့အလိုကျလူငယ်လူရွယ်များကိုစစ်မှုထမ်းအဖြစ်နဲ့အတိအဓမ္မစစ်တပ်ထဲကိုတွတ်သွင်းနေသူဖြစ်တယ်လို့သိရပါတယ်အခုလိုမျိုးလှုပ်ဆောင်နေမှုများကိုချက်ချင်းရပ်တန့်ရန် ော်လိုင်းတပ်ပေါင်းစုများကအချိန်ချင်းသတိပေးခဲ့တော်လဲရက်တန့်ရဲမရှိဘဲလူငယ်များကိုဖမ်းဆီးခြင်းစစ်မှုထမ်းအဖြစ်နဲ့တွတ်သွင်းခြင်းချင်းချောင်းဝင်းညင်းချင်းတို့ကိုဇက်တိုက်ကျူးလွန်ခဲ့တဲ့အတွက်ကြောင့်အပိတိုင်ရှင်းလင်းပြစ်ခတ်ခဲ့ရခြင်းဖြစ်တယ်လို့အတည်ပြုထားပါရယ် ဲ့ဒီစစ်စင်ရေးကိုဗိခေယအမတ်တဲ့တိုင်ရင်နဲ့ကရင်အမျိုးသားကာကွယ်တပ် KNDO တရင်ခုံပူးပေါင်းတပ်များကလုံဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ပလောင်းမြို့နယ်အတွင်းမှာရှိတဲ့ကြံရှိနေတဲ့ရက်ွက်ကြေးရွာအုပ်ချုပ်ရေးမှူးများအနေနဲ့ပြည်သူလူထုကိုစစ်မှုထမ်းအဖြစ်နဲ့တွတ်သွင်းခြင်းဖမ်းဆီးခြင်းများဆက်လက်ပြီးတော့မပြုတ်လောက်ရန်သတိပေးလိုက်ပြီးတော့အကယ်၍လိုက်နာခြင်းမရှိပါကဖိရောက်စွာအပြစ်ပေးအရေးယူသွားမယ်လို့ထုတ်ပြန်ထားပါတယ်။အလားတူပဲဖေဖော်ဝါရီလ၄ရက်နေ့မနက်၁၇နာရီအချိန်မှာဘကိုးတိုင်းဂျိုးမင်ကောင်းမြို့ကံဦးကြေးရွာအုပ်စုအုပ်ချုပ်ရေးမှူးထွန်းအောင် ြစ်ခတ်ခံရပြီးတော့တင်းဆုံးသွားကြောင်း Dragon Brothers GBK PDF ကသတင်းထုတ်ပြန်ထားပါတယ်။ဂျိုးပင်ကောင်းမျိုးနဲ့ကံဦးအုပ်စုအုပ်ချုပ်ရေးမှူးထုံးအောင်ကိုတာယာဝတီခရိုင်တပ်ရင်း383ညနဲ့တက်ခွဲတဲ့ Dragon Brothers GBK နဲ့တပ်ရင်း383ညတဲ့တက်ခွဲတဲ့ရိုးမ GBK တို့ပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးအိုဂျီထွန်းအောင်ဟာလေသမားနဲ့လက်လုတ်လက်စားသမားတွေစီကငွေကျပ်၄000၈000စသဖြင့်ငွေကျေးစုဆောင်ပြီးတော့ PDF တပ်ဖွဲ့တွေအမြူတက်ချင်းပြည်သူများရဲ့ပျက်စီးများကိုစစ်ကောင်စီတပ်ဖွဲ့ဝင်များကအတမတင်းယူရမှာသူကတက်ဝက်ဝင်ယူခြင်းငွေကြေးအစမတန်တောင်းခံပြီးတော့ကိုချိုးစည်းဘွားအတွက်အုံပြုခြင်းများစစ်မှုထမ်းပေါ်တာဝင်ဆွဲမှုများမှာလည်းလက်ထောက်ချခြင်းတို့ကိုပြုလုပ်နေတဲ့အတွက်ရှင်းလင်းခဲ့ရခြင်းဖြစ်တယ်လို့ Dragon Brothers GBK PDF ဟာထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းတောင်တာမြို့နယ်ရုံးစီကြီးရွာနယ်ရွာတဲ့ရွာမှာရှိတဲ့ဖုန်ကြီးကျောင်းနဲ့နေအိမ်များကိုအကြမ်းဖက်ဆက်တပ်ကလေယာဉ်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်တန်ကားတော်တဘာနဲ့ပြည်သူတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ3ရက်နေ့ညနေပိုင်းမှာအကြမ်းဖက်ဆက်တပ်ကရုံးစီကြီးကျေးရွာအတွင်းလေကျောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာဖုန်ကြီးကျောင်းကိုထိမှန်ပြီးတော့အုပ်ကျောင်းတိုက်အတွင်းနှစ်ထပ်ကျောင်းဆောင်တစ်ဆောင်နဲ့ ဆရာတော်များစီးနေတဲ့ကာနစီပြက်စီးခဲ့ပြီးတော့မိသက်ယုံအနီးမှာရှိတဲ့ဝေကြီးကုံစုံဆိုင်လဲဘုံတိထိမှန်ပြီးတော့မိလောင်ပြက်စီးခဲ့တယ်လို့သိရပါဗျ။ဒါအပြင်ရွာတစ်ကျေးရွာမှာရှိတဲ့နေအိမ်များကိုအကြက်ဘတ်စစ်လေရင်များကရော့ကတ်များနဲ့ပစ်ခတ်ခဲ့ပြီးတော့ဘုံကြီးကျောင်းနဲ့နေအိမ်နှလုံးထိမှန်ပြက်စီးခဲ့ပြီးဆရာတော်တစ်ပါးနဲ့ဘူရာရက်ကွက်ကအမျိုးသားတူဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခတ်မှုအတွင်းမှာပျက်စီးသွားတဲ့ဝေကြီးကုံစုံဆိုင်ဟာဘုံမူကြီးဟောင်းကြော်ကြော်ဦးနဲ့၎င်းရဲ့ညီဖြစ်သူအဂရိတ်တိုက်ဖြတ်ရေးညွန့်ချုပ် ဥလွင်လွင်တို့ပိုင်ဆိုင်တဲ့မိသားစုဆိုင်ဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီလေကြောင်းတိုက်ခတ်မှုဖြစ်စဉ်အပြီးမှာမိထီလာတပ်မ69ကစစ်သားအင်အား100ကျော်ရောက်ရှိလာပြီးတော့ဝေကြီးကုံစုံဆိုင်ကလက်ကျန်ပစ္စည်းများကိုနေရာရွှေပြောင်းဖို့အတွက်လုံခြုံရေးယူဖို့အတွက်လာရောက်လှုပ်ဆောင်ပေးခဲ့တယ်လို့သိရပါဗျ။အဲ့ဒီစစ်ကြောင်းဟာရွာရှိကျောင်းအတွင်းတပ်ဆွဲထားပြီးတော့ရုံးစီကြီးရွာမြောက်ဘက်နဲ့အနောက်ဘက်တော်ယိုတော်ဝိုက်မှာကင်းမုံဝင့်နေကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကျန်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ